ားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့မမီရဲ့ဖုန်းကို auto pay auto pin စနစ်နဲ့သုံးတဲ့နည်းလေးကိုလုပ်ပြရမှာဖြစ်ပါတယ်ဗီဒီယိုလေးမဆောက်ခင်မှာကျွန်တော်ရဲ့ YouTube channel လို့ subscribe မလုပ်ရသေးဘူး subscribe လေးလုပ်ပြီးသွားအောင်လို့ပြတာရက်ခံပါတယ်ကျွန်တော်တို့နောက်ထပ်တင်မဲ့ဗီဒီယိုအသစ်လေးကိုကြည့်ရဖို့တဲ့ဘေးနားက note ခေါင်းခေါင်းလေးနေထားမိပါဗျာကျွန်တော်တို့ဒီမမီရဲ့ဖုန်းမှာ auto pay auto auto pay auto pin စနစ်ကိုသုံးလို့ရတဲ့နည်းလေးကိုကျွန်တော်ဒီဗီဒီယိုလေးမှာလုပ်ပြရမှာဖြစ်ပါတယ်ကျွန်တော်အရင်ဦးဆုံး setting နဲ့ဝင်လိုက်ပါ စတင်နေကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီထဲမှာရှိတဲ့ accessibility convenience ဆိုတဲ့နေရာလေးကိုနှိပ်ဝင်ပေးရပါမယ်။ဒီနေရာလေးကိုနှိပ်ဝင်ပေးလိုက်ပါ။ပြီးတော့ကျွန်တော်တို့အပေါ်နဲ့ဆွဲတင်ပေးလိုက်ပါ။အပေါ်နဲ့ဆွဲတင်ပြီးတော့ကျွန်တော်ဒီမှာရှိတဲ့ schedule power on off လို့ရေးထားတဲ့နေရာလေးကိုနှိပ်ဝင်ပေးရပါမယ်။ဒီ schedule power on off ဆိုတာကကျွန်တော်တို့ဖုန်းတိုင်းမှာပါပါတယ်ကျွန်တော်တို့ဖုန်းတိုင်းမှာတော့ကျွန်တော်တို့ အော်တိုပိတ်အော်တိုအော်တိုအော်တိုပွင့်စနစ် လုပ်လို့ရတဲ့နည်းလေးကိုလုပ်လို့ရပါတယ်ကျွန်တော်တို့အရင်ဥဆုံးဒီထဲကိုနှိမ့်ဝင်ပေးလိုက်ပါကျွန်တော်ဒီဒီ share ကိုရောက်ပြီဆိုတော့ကျွန်တော်တို့ဒီဖုန်းကဒီ auto pay auto point စနစ်ကဘယ်လိုအခြေအနေမျိုးမှတုံးရလဲဆိုရင်ကျွန်တော်တို့ဒီမိမိကဖုန်းညခဲ့အိတ်ကြည့်တဲ့အခါမှာလောကပြန်လာလို့ဖုန်းကြည့်တဲ့အခါမှာမတော်စားအိတ်ပြောရတဲ့အခါမှာဖုန်းကဒီလိုမျိုးဟိုအားကုန်ပြီးတော့ဒီလိုမျိုးစက်တွေအဲ့လိုမျိုးတွားနေတာမျိုးမိမိရဲ့ဖုန်းက ိုးကအိပ်ပျော်သွားတဲ့အချိန်မှာအားတွေကုန်သွားတာတို့ဖုံးပျက်စီးပျက်စီးလွယ်နေတယ်ပေါ့အဲ့လိုမျိုးမဖြစ်အောင်ကျွန်တော်တို့ကိုက7နှစ်လောက်မှအိပ်မယ်ဆိုတော့ကျွန်တော်တို့ဖုံးကို auto pay စနစ်ကိုကျွန်တော်တို့7နှစ်7နှစ်လောက်မှ setting ချိန်ထားလို့ရပါတယ်ကျွန်တော်ဒီအောက်ကအစားကြောင်းလေးပါ auto power off ဆိုတာတွေနှိမ့်လိုက်ပါနှိမ့်ပြီးတော့ကျွန်တော်တို့ဒီမှာရှိတယ်ဒီကိုက7နှစ်7နှစ်လောက်မှဖုံးကို auto pay စီချင်တယ်ဆိုကျွန်တော်တို့ဒီမှာရှိတယ်နိုင်ရည်လေးကိုကျွန်တော်တို့ချိန်ပေးရပါမယ်ည7နှစ်ကိုကျွန်တော်တို့ချိန်ပေးရပါမယ် ကျွန်တော်ညစနစ်ကိုချိန်ပြီးလိုက်ပါချိန်ပြီးကျွန်တော်ဒီမှာရှိတဲ့ finish ဆိုတာလေးကိုနှိပ်ပြီးလိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ auto pay စနစ်ကကျွန်တော်တို့ညစနစ်နာရီဆိုလို့ရှိရင်ဖုန်းက auto pay သွားပါလိမ့်မယ်ကိုခဏနဲ့ဖွင့်သုံးထားလဲဖုန်းက12နာရီဆိုလို့ရှိရင်ကိုပဲရှင်ပါပဲအိပ်ပျော်အိပ်ပျော်12နာရီဆိုလို့ရှိရင် auto pay သွားပါလိမ့်မယ်ကျွန်တော်တို့ auto pay စနစ်ကတော့ကျွန်တော်တို့မိမိကဒီမနေ့ကအလုပ်9နာရီသွား9နာရီမနေ့ကအလုပ်9နာရီသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကိုကဒီ auto pay စနစ်ကို ဖွင့်ထားရတဲ့မနေ့ခင်းမှာကျွန်တော်တို့ကိုယ်ကအလုပ်9နာရီသွားမယ်ဆိုလို့ရှိရင်ဖုန်းကိုကျွန်တော်တို့6နာရီမှာအော်တိုပွင့်စနစ်ကိုစတင်ချိန်ထားပေးရပါမယ်ကျွန်တော်အပေါ်စာကြောင်းလေးကိုနှိပ်ပေးလိုက်ပါပြီးတော့ကျွန်တော်ဒီမှာမနေ့6နာရီကိုကျွန်တော်တို့စတင်ချိန်ပေးရပါမယ်ထားပြီးတော့ကျွန်တော်တို့ finish ကိုနှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့အော်တိုပွင့်စနစ်ကမနေ့ခင်း6နာရီဖြစ်သွားပါပြီကျွန်တော်တို့အခုဒီစနစ်ကိုအားလုံးလုပ်ပြီးသွားပြီပေါ့နော်ကျွန်တော်တို့ဒီ auto pay စနစ်ကတော့ကျွန်တော်တို့ဒီမနေ့ခင်းညခင်းအိပ်ပျော်ရတဲ့အချိန်မှာဖုန်းက7နာရီတွင် auto pay သွားပါလိမ့်မယ်မနေ့ခင်းမိုးလင်းမနေ့ခင်းကြာလို့ရှိရင်ကိုက9နာရီဒီ အလံပေးထားရဲဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းကဒီမှာ၄နာရီမှာကျွန်တော်တို့အော်တိုအော်တိုပွင့်စနစ်ကိုထားထားရဲအတွက်၄နာရီကြာလို့ရှိရင်တော့အော်တိုပွင့်လာပြီးရောကျွန်တော်တို့ဒီ၅နာရီမှာကျွန်တော်အလံသူ့ဘက်သူပေးလာပါလိမ့်မယ်ဒီစနစ်ကိုလောက်ထားခြင်းအားဖြင့်ကျွန်တော်တို့ဖုန်းလည်းပြည့်စည်နေမယ်အားလည်းအကုန်သက်သာမယ်ကျွန်တော်တို့ညာကင်းမတော်စားအိပ်ပျော်သွားရင်ကျွန်တော်တို့ internet data တွေလည်းမကုန်တော့ဘူးနော်အဲကြောင့်ဒီစနစ်လေးကိုကျွန်တော်တို့ဒူတိုင်းလောက်ထားတင်တယ်လို့ကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်ဗီဒီယိုလေးကိုကြည့်နေတဲ့ဆိုရင် like and share လုပ်ပေးသွားပါဦးမေတ္တာရက်ခံပါတယ်နောက်ထပ်ကြရင်တော့ဗီဒီယိုလေးကိုတင်ပေးသွားပါဦးခင်ဗျာ